အမ်ဒီနေ့ကတော့ကျွန်တော်တို့ကော်ရက်တောင်ရိုက်တာပေါ့နော်ကော်ရက်တောင်ရိုက်တာကိုကျွန်တော်တို့ကဒီနေ့က error ဖြစ်ရှင်းတဲ့ညကိုကျွန်တော်တို့ဟို share လေးလုပ်ပြီးပေါ့နော်အဲ့တော့ကျွန်တော်တို့ကော်ရက်တောင်နေရိုက်တယ်အဲရိုင်ရင်းနဲ့ကျွန်တော်တို့ဟိုဘောင်ပိတ်ပြီးသွားတယ်ပေါ့နော်ဘောင်ပိတ်ရတဲ့အကြောင်းရင်းကနော်တော်တော်များများအများစုကတော့ကျွန်တော်တို့ကဟိုဆေးဖြော်တာကျွန်တော်တို့ကဆေးပစ်လို့ကျွန်တော်တို့ဟိုဆေးမပြောင်လို့ဘောင်ပိတ်တာများပါတယ်နော်အဲ့တော့ရက်တောင်ရိုက်မယ်ဆိုရင်ကျွန်တော်တို့သုံးတာကဝင်းဆန်တန်းစီရီနော် တန်စီဒီအဖြူစေးရနေကျွန်တော်တုံးနေပေါ့နော်ပြီးရင်တစ်ဆက်ဆက်စီပေါ့ဒါကတော့ကျွန်တော်တို့ရက်တောင်ရရင်တုံးနေစေးပေါ့နော်နောက်ခုကျွန်တော်တို့ကမတုံးရနေရကျွန်တော်တို့ကဒီဖောင်ပေါက်ထားတဲ့အခါကျွန်တော်ဇာဆိုက်တဲ့အခါကျွန်တော်စေးကိုကျွန်တော်ပြည့်ပြည့်ဖြော်လို့မရအောင်အဲ့တော့ဆက်စီကိုကျွန်တော်ဘယ်လောက်ထိရောရလဲဆိုရင်ဒါမျိုးကြွမီးတန်းအနေထားလောက်ထိရအောင်ကျွန်တော်တို့ရောရတယ်အဲဒီလောက်အနေထားလောက်ရောတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော်တော်လေးအဆင်ပြေတယ်ဒီတက်ပြစ်တယ်ဆိုလို့ရှိရင်ဇာဘွားစီဟိုပြောင်းမဆွဲနိုင်တဲ့ နော်လပန်းကျလာတဲ့အချိန်ဆိုလို့ရှိရင်တော့ဘောင်ပိတ်တယ်ဆိုတော့အဲ့ဒါတက်လာတာပေါ့အဲ့လိုမျိုးဘောင်ပိတ်လို့ရှိရင်ကျွန်တော်တို့အဲ့ဒါဘလို့ဖြည့်ရှင်းရလဲဆိုလို့ရှိရင်ဒီဈေးတွေကိုကျွန်တော်တို့ကဒီတစ်ဖက်ကိုကတ်လိုက်တစ်ဖက်ကိုကတ်ပေါ့နော်အဲဒီတစ်ဖက်ကိုကျွန်တော်တို့ကကတ်ပြီးပြီဆိုရင်ကျွန်တော်တို့ဟိုတမျိုးပိတ်စာပေါ့ပိတ်စာကိုဒီက10ဆက်စီကိုစောစောလေးဆုပ်ပြီးလို့ရှိရင်ဒီပိတ်သွားတဲ့စလုံးတွေအောက်ကိုကျွန်တော်တို့ကဘာလို့ရတာလဲဆိုလို့ရှိရင်ဘောင်အောက်ကနေပြီးတော့လိုက်ပြီးတော့ကျွန်တော်တို့ပွင့်သွားအောင်တန်းရှင်းလောက်ရတာနော် သူ့ရဲ့ဆက်စီလေးတစ်ဆက်ဆက်စီကိုကျွန်တော်တို့ပိတ်စာလေးမှာဆုပ်ပြီးတော့စလုံးနေပွင့်သွားအောင်တန်ရှင်းလောက်ရတယ်။ပေးသွားပြီဆိုလို့ရှိရင်အဝဲ၆တာနဲ့ကျွန်တော်တို့တောက်ပေါ့။တောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရတာလဲဆိုလို့ရှိရင်တရင်စာဆက်ကူနော်တရင်စာလို့ဆက်ကူလို့ဟိုစာရက်အကြတွေပေါ့နော်ဒါဒါဒါမျိုးတွေပေါ့ဒါမျိုးအကြတွေအဲ့ဒီပုံမှာကျွန်တော်ကလီယာဖြစ်မဖြစ်အာဒါကျွန်တော်တို့ရိုက်ကြည့်ရတာပေါ့အဲလောကကလီယာဖြစ်ပြီဆိုတဲ့အချိန်ကျမှကျွန်တော်တို့ပစ္စည်းတွေပုံမှာပြန်ပြီးတော့ရိုက်ရတာပေါ့နော် okay ကျွန်တော်ရိုက်ပြပေးမယ်အဲ့တော့အခုကျွန်တော်တို့ကဒါ30เนาะ10 CD ရက်တော်ရိုက်စေးပေါ့ဟောဒီမှနေထည့်လိုက်ပြီစီရတော့ဒီထက်ပြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ဆာဘောစီမပြောင်းတဲ့အချိန်ကျတော့ဘောင်ပိတ်သွားတယ်အဲ့လိုမျိုးပိတ်သွားလို့ရှိရင်ဘောင်ပိတ်လို့ error ဖြတ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘန်းအောက်ကနေပြီးတော့ဆက်စီလေးနဲ့ကျွန်တော်တို့ပြောင်းနေအောင်တန်ရှင်းလေးလောက်အဝတ်6ဒါလေးနဲ့လောက်ပေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင်အဲဒီဘောကိုအောက်ကနေပြီးတော့သတင်းသာစကူပေါ်မှာ C clear ဖြစ်မဖြစ်ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့လောက်ကြည့်ပေါ့နော်ဆွဲကြည့်ပေါ့ clear ဖြစ်မဖြစ် ဒါမျိုး clear ဖြစ်မဖြစ်ကျွန်တော်တို့လောက်ကြည့်ပေါ့အဲ့လိုမျိုးကျွန်တော်က clear ဖြစ်ပြီဆိုတဲ့အချိန်ကြမှာကျွန်တော်ကဒါမျိုးရက်တောင်နေပေါ့ဟုတ်ကျွန်တော်တို့ကဟိုဆေးရိုက်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ဆေးရိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က loss ရတော့ကျွန်တော်တို့ကဆေးလေးကိုဒီလိုလေးရှက်ဖို့အမ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဇာဘဆေးကိုကျွန်တော်တို့ပြောင်းဆွဲပေါ့နော် loss ကျွန်တော်တို့ကဟိုခြိုက်ပြီးရင်ဟိုဘက်ကိုသွားမိထားလို့ရတယ်အဲ့ဆိုရင်ကျွန်တော်တို့ clear ဖြစ်သွားတာပဲလေနော် ဒါဆိုဆေးရှင်းသွားတာပဲဒီမှာတော့ကျွန်တော်တို့ဒီမှာ marketing queen မှတ်ထားတယ်ဒီ marketing queen လို့ပြဒီမှာကျွန်တော်တို့ marketing queen လေးကိုကျွန်တော်တို့ဒီမှာချထားတယ်ချထားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ပိုင်းကျတော့ကျွန်တော်တို့ဆေးမဖုံးတော့ဘူးဗျာကျွန်တော်တို့ကအတွန်းတစ်ချက်အစွဲတစ်ချက်ပဲသွားရဲလောလောဆယ်ကတော့ကျွန်တော်တို့ကဟိုဆေးကိုဖုံးထားပြီးရင်ဇာဘော်ဆေးကိုကျွန်တော်တို့ကပြောင်းအောင်ကျွန်တော်တို့ဆွဲမယ် အပြင်ဒီဘက်ကိုလာပြီးတော့မိထားပါဘောเนาะဒီလေးသွားလို့ရတယ်ပေါ့ဒီမှာရေတောင်ထဲစီဖုံးရောင်ဆွဲနော်ဒါမျိုးလေးပေါ့အဲအဲ့လိုမျိုးလေးရောင်ဆွဲတာပေါ့နောက်ပိုင်းကျွန်တော်တို့အကျဉ်းချင်သွားပြီဆိုလို့ရှင်เนาะခင်ဗျားတို့ကဒီမှာတစ်ချက်အတွန်းတစ်ချက် အစွဲတစ်ချက်နော်ဒီလိုပဲကျွန်တော်တို့သွားကြတယ်ပေါ့နော်အဲ့လိုမျိုးလုံရင်းထဲမှာကျွန်တော်တို့ error တက်သွားပြီဘောင်မိတ်သွားပြီဆိုလို့ရှိရင်ဆေးလေးကိုပြန်ဖုံးဒီမှာဆေးကိုပြောင်းကျွန်တော်တို့သုံးချက်လောက်ဆွဲချလိုက်တယ်ဆိုရင်ဇာဘွားဆေးဒီမှာပြောင်းသွားရောပြောင်းသွားရင်ကျွန်တော်တို့ဒီမှာဆေးပြောင်းရလို့ရပြီနော်โอเค thank you ဒါတော့ကျွန်တော်တို့ဘောင်မိတ်ရင် error ဖြစ်ရှင်နေနေဖြစ်ပါတယ်နော်